မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ဇူလိုင်လ၄ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဗကြဘတ်စစ်ကောင်စီကစစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော်လိုင်းတပ်ဖွဲ့များရဲ့ပြစ်ချခဲ့မှုကြောင့်ပြတ်ကျသွားတဲ့စစ်လေရင်ရဟရင်များနဲ့အတူဗိုလ်မှူးချုပ်တောက်ဝါပါအဝင်စစ်သား43ဦးတေဆုံးသွားခဲ့ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2021ခုနှစ်မေလ3ရက်နေ့ကကချင်ပြည်နယ်မိုးမောင်းမြို့နယ်ကုန်းတော်ရွာအနီးအလောဘုံတိုက်ပွဲအတွင်းမှာ KIA က MI-35 တိုက်ခိုက်ရေးရဟရင်တစ်စီးကိုပြစ်ချခဲ့ရာလေရင်မူဗိုလ်မှူးကြောစီယာထွန်းတွဲဘက်လေရင်မူဗိုလ်ကြီးတန်းထွန်းလည်း ုတ်ခွဲတက်ချက်ကြီးကြော်စွန်အောင်တို့တိတ်ဆုံးသွားတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်ကိုစစ်စင်ရေးလာတဲ့ MI-35 တိုက်ခိုက်ရေးရဟရင်ဒစီးကို2021ခုနှစ်စက်တဘာလ23ရက်နေ့မှာ AA ကပြစ်ချခဲ့ရာဘုံမှုဆုံးမလိုက် DSA 47တေဆုံးခဲ့ပြီးတော့အဲ့ဒီရဟတ်ရင်ပြတ်ကို2024ခုနှစ်ဇန်နဝါရီလ23ရက်နေ့ကပလက်ဝမြို့နယ်မှာ AA ကတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ 2023ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာသခိုင်းတိုင်းဟ ோம் မလင်းမြို့နယ်ရွှေပြည်အေးမြို့ကိုစစ်ဆင်ရေးလာတဲ့စစ်ကောင်စီရဲ့ရဟတ်ရင်ကိုပြစ်ချနိုင်ခဲ့တော်လဲတေဆုံးသူအရေးအတွက်နဲ့ရဟတ်ရင်အပြတ်ကိုတော့မတွေ့ခဲ့ရဘူးလို့ပြောပါတယ်2023ခုနှစ်ဇူလိုင်လ23ရက်နေ့မှာစစ်ကောင်စီကအမိန့်ကြေညာစာအမှတ်125မြင်းဆောင်2023နဲ့လေယံမှုဘူကြီးတော်စင်ကိုဘုံမှုတူရဘွဲ့နဲ့ဘူအောင်ဖြိုးကျော်ကိုဘူကြီး ်သူရဲကောင်းမှတောင်းဝင်ရစိတ်ပေးရခဲ့တယ်လို့သိရပါဗါး2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာကရင်ပြည်နယ်မှာပဲလေယံမှုဘုံမှုခိုင်တန့်မိုးနဲ့တွဲဘက်လေယံမှုဘိုးစားနီထပ်မောင်းတို့မောင်းနှင်လာတဲ့ KHW အပေါ်စားတိုက်လေယံကိုကရင်တော်လိုင်းအင်အားစုများကပြစ်ချခဲ့ရာ နိုဗင်ဘာလ19ရက်နေ့မှာလေယမှုဘုံမှုခိုင်တက်မိုးကိုဖမ်းဆီးရမိခဲ့ပြီးတော့တွဲဘက်လေယမှုကပျောက်ဆုံးနေတဲ့အတွက်ပင်ဆုံးသွားတယ်လို့ယူဆရတယ်လို့ပြောပါတယ်။2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့ကကချင်ပြည်နယ်မြကြီးနားလေးတပ်စခန်းဌာနချုပ်အခြေဆိုင်အမှတ်29ရဟရင်အုပ်ကလေရန်မှုဘုံမှုစော်မျိုးတန် ဗိုလ်ကြီးကောင်းဆန်သိန်းဗိုလ်ကြီးစိုးပိုင်ကျော်ဒုရာကံဘိုးဝင်းမျိုးထောင်တက်ချက်ကြီးစိုးလွင်ဦးတက်ချက်ကြီးမျိုးမင်းဦးတက်ချက်ကြီးဝေရန်ဦးနဲ့တက်ချက်ကြီးစွမ်းထအောင်တို့လိုက်ပါလာတဲ့ MI70 ရဟတ်ရင်ကိုဝိုင်းမော်မျိုးနဲ့နမ်ဆန်ရန်အနီးမှာ KIA ကပြစ်ချခဲ့ရာအားလုံးတည်ဆုံသွားခဲ့တယ်လို့သိရပါတယ်2024ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာနာယေးရက်လယ်စွန့်တုပ်ကိုမြေကြီးနားလေးတပ်စခန်းဌာနချုပ်မှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကရှမ်းမြောက်ဒေသမှာလေရင်မှုဗိုလ်မှုကြော်သူရနဲ့ တွဲဘက်လေယံမှုဘိုးကြီးကောင်းထက်စံတို့မောင်းနေတဲ့ FTC 2000G တိုက်လေယံကို KI ကကုတ်ခိုင်နံပါတ်ကားမှာပြစ်ချနိုင်ခဲ့ပြီးတော့လေယံပြက်ကိုလည်းရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။လေယံမှုနဲ့တွဲဖက်လေယံမှုတွေကတော့လေယံပြက်ကြတာနဲ့အတူသိမ်းဆုံးသွားတယ်လို့သိရပါတယ်။2024ခုနှစ်ဇန်နဝါရီလ29ရက်နေ့ကရင်ပြည်နယ်မြောက်ရီမြို့နယ်တင်ကန်းကြီးနောင်ကိုတပ်မ44တပ်မမှုဘိုးမှုချုပ်အေးမဲနောင်ခမရကိုယာယီတိုက်ရင်မှုဘိုးမှုစိုးလွင်ထောလေယံမှုဘိုးမှုတိုးဦး တွဲဘက်လေယံမှုဗိုလ်ကြီးတအူဒရုန်းကျွမ်းကျင်အရာရှိဗိုလ်ကြီးတအူစက်ပြင်အရာခံဗိုလ်သို့မဟုတ်တက်ခွဲတက်ကြကြီးတအူတို့လိုက်ပါလာတဲ့ Eurocopter AS 365 Dolphin တဲယူပို့ဆောင်ရေးရဟတ်ယာဉ်ကို KNL က Cobra စစ်ကြောင်းကပြစ်ချခဲ့ရာရဟတ်ယာဉ်ပေါ်မှာလိုက်ပါလာတဲ့သူတွေအလုံး ပေးဆုံးသွားခဲ့တယ်လို့သိရပါတယ် MI70 တေယူပို့ဆောင်ရေးရဟတ်ရင်ကို KNY တပ်ပေါင်းစုကဖားဆောင်မြို့နယ်ထဲမှာပဲပြစ်ခတ်ခဲ့ပြီးတော့ဘော်လခဲမြို့နယ်ထဲမှာပြတ်ကျပြီးတေဆုံးတဲ့အရေးပတ်ကိုတော့မသိရသေးဘူးလို့ပြောပါတယ်2025ခုနှစ်မေလ20ရက်နေ့မှာကချင်ပြည်နယ်ဘုံဘော်မြို့ကိုစစ်ကူလာတဲ့ MI70 1V တေယူပို့ဆောင်ရေးရဟတ်ရင်ကိုပြစ်ချခဲ့ရာရဟတ်ရင်လေးရင်မှုဘိုးကြီးမြို့ထက်အောင် DSA51 ဘိုးကြီးကျော်မြန်ထူး DSA52 နဲ့ဘိုးကြီးချမ်းသာ DSA 53နော်နဲ့အတူစစ်ကူဗျူဟာမှုအပါအဝင်စုစုပေါင်း18ဦးတေဆုံးသွားတယ်လို့သိရပါတယ်။ရဟရင်ပြက်ကိုရွှေကူမြို့နယ်စီငန်းရွာအနီးမှာပြန်လည်တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။2025ခုနှစ်မေလ21ရက်နေ့ကကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာရင်းနဲ့ပြစ်ချခံရမှုကြောင့်ရွှေကူမြို့မှာဆင်းသက်ထားတဲ့ MI70 ရဟရင်ကို KIA ကအသေးခံ drone နဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်ဇွန်လ10ရက်နေ့မှာစကိုင်းတိုင်းပလဲမြို့နယ်ကန်တော့ရဲစခန်းတိုက်ပွဲမှာစစ်ကူလာတဲ့ F7 တိုက်လေယာဉ်ကို PRL ကပြစ်ချခဲ့ရာလေယာဉ်ပြတ်ကျခဲ့ပြီးတော့လေယာဉ်မှုဗိုလ်ကြီးနေမင်းကျော်တိတ်ဆုံးသွားတယ်လို့သိရပါတယ်။အခု2025ခုနှစ်ဇူလိုင်လ2ရက်နေ့က KNY ပြည်ဖားဆောင်မြို့မှာရှိတဲ့ခလာရ134တိုက်ရင်စခန်းဌာနချုပ်သိန်းနဲ့တိုက်ပွဲမှာစစ်ကူလာတဲ့ FTC 2000G တိုက်လေယာဉ်ကို KNY တော်လိုင်းတပ်ပေါင်းစုကပြစ်ချခဲ့ရာဖားဆောင်မြို့နယ်ခဲမဖြူကျေးပါအနီးမှာပြတ်ကျခဲ့ပြီးတော့လေယာဉ်မှုနှောက်ရဲ့အလောင်းကိုလည်းလေယာဉ်ပြတ်နဲ့အတူတွဲရှိခဲ့ရာကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစင်ပါဝဲမြို့နယ်ကိုပင်တာကရလမ်းမိုင်းမှာဂိတ်အချင်းပြောင်းလုပ်ရန်ထွက်လာတဲ့စစ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာ ဗိုလ်ကြီးတအုပ်အပါအဝင်စစ်သားရှိဦးတည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့မနက်9:00နာရီခွဲအချိန်ကစေမဝဲမြို့နယ်ကိုပင်တာကရလမ်းပိုင်းတာစီဂိတ်ကနေထွက်လာတဲ့အချက်ဘတ်စစ်ကောင်းစီတပ်သားများနဲ့တပြေးဆန်းဂိတ်ကနေထွက်လာတဲ့စစ်သားများကိုဗရေသာမိုင်းမိုင်းပွိုင်နှစ်ပွိုင်နဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်းစီဘက်ကဗိုလ်ကြီးတအုပ်အပါအဝင်ရှိဦးတည်ဆုံပြီး12ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အပြန်အလှန်ပြစ်ခတ်တာမျိုးတော့မရှိဘူးအချင်းဦးစီးနဲ့နှီးတဲ့တာစီလေးဂိတ်အနီးမှာတပွိုင်ခင်းထားတယ် တပြေးဆန်းခိတ်နဲ့နီးတဲ့နေရာမှာတပွင့်ခင်းထားတယ်။တပြေးဆန်းခိတ်ကနေတက်လာတဲ့အဖွဲရော၊တာစီခိတ်ကတက်လာတဲ့အဖွဲရော၊နှစ်ဖွဲလုံးကိုအဲ့လိုခင်းပြီးတော့အပိုင်ဆွဲတာ နောက်ဖွဲ့လုံးအထိနာသွားပါတယ်ကြာဆုံးတာကရှစ်ဦးကတော့လုံးဝသေးကြတယ်ကိုပင်တိုက်နယ်ဆေးုံမှာသေးတာသေပြီးတော့အမိန်စာတွေပါတွေပြန်ပြီးပြီးတိတိကျကျသတင်းရထားတာဖြစ်ပါတယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ပုံနာဝတီတောင်ဝင်းကြီးတပ်ဖွဲ့ကတောင်ဝင်းရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုတရက်ခေယအမှန်၅တက်ရင်စေမဝဲမြို့နယ်နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ပုံနာဝတီတောင်ဝင်းကြီးတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်းမြောင်းအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် အထူးသတိပေးချင်တာကတော့စစ်ကောင်စီတပ်သားတွေဂိတ်တွေနားမှာတွားပြီးတော့မနေကြဘူးနောက်တစ်ခုကဂိတ်စိတ်တဲ့လမ်းကျော်တွေမှာသတိထားတွားလာကြဘူးဒီလမ်းကဘကိုးရုံမှလမ်းကျော်ဖြစ်တဲ့အတွက်တစ်ကားဝါးကားတွေအနေနဲ့လဲတွားလာရေးဆင်ကျင်ကြဖို့ပါဂိတ်နဲ့အနည်းဆုံးမှရှိတဲ့ပြည်သူတွေရဲ့နေအိမ်တွေဈေးဆိုင်တွေအနေနဲ့လဲဆင်ကျင်ပြီးတော့ရှောင်ရှားပေးဖို့အထူးသတိပေးချင်ပါတယ်လို့ပြည်သူ့ကဝေးတပ်ဖွဲ့ပုံနာဝတီတောင်တွင်းကြီးကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းကောတောင်းခရိုင်ခမောင်ကြီးမြို့နယ်မှာစစ်တပ်ခန့်အုပ်ချုပ်ရေးမှူးလှနိုင်တဲ့စစ်တပ်အတွက်အလုပ်လုပ်ပေးနေသူချောကလတ်ခေါ်မြင့်ရှိန်တို့ကိုပြစ်ခတ်ရှင်းလင်းအောင်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၂ရက်နေ့မနက်၁၀:၀၀ခွဲအချိန်မှာခမောင်ကြီးမြို့နယ်အေးချမ်းသာကြေးရွာမှာနေထိုင်ပြီးတော့စစ်တပ်နဲ့ပေါင်းပြီးမူရဲစေဝါရောင်းဝယ်ခြင်းတော်လိုင်းအင်အားစုများရဲ့သတင်းများကိုစုံစမ်းကစစ်တပ်ထံကိုသတင်းပေးခြင်းကြေးရွာနေပြည်သူများအပေါ်ကိုအနိုင်ကျင့်နှိပ်စက်ခြင်းတို့ကိုလှုံ့ဆော်နေတဲ့အတွက်ကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကနေအိမ်ထဲ ကိုဝင်ရောက်ပြီးတော့ပြစ်ခတ်ရှင်းလင်းရာတည်ဆုံသွားတယ်လို့သိရပါတယ်။သူကကော့တောင်းမြို့ရွှေပြည်သားရက်ကွက်မှာနေတာ2019ခုနှစ်လောက်ကတည်းကအေးချမ်းသာရွာမှာဈေးဆိုင်ဖွင့်နေသူကသွားလိုက်ပြန်လိုက်နဲ့နေနေတာအတီတကြနေတာတော့မဟုတ်ဘူး2022ခုနှစ်လောက်မှာစစ်ခွေးတွေရဲခွေးတွေနဲ့ပေါင်းပြီးတော့အတီတကြဖြစ်လာပြီးတော့ဘူးရဲဆဲတွေရောင်းနေ ရဲခွေးစစ်ခွေးတွေခိုင်းတဲ့အတိုင်းလိုက်လုပ်တယ်သူ့အိမ်မှာပဲမူးယစ်စေးရှူကန်းတဲ့အထိလုံနေတာကျွန်တော်တို့ကအချိန်ချင်းစာနယ်လဲသတိပေးတယ်ဖုန်းနယ်လဲဆက်ပြီးသတိပေးတယ်လူကိုယ်တိုင်လဲတွားပြီးသတိပေးခဲ့ပါတယ်ဒါပေမဲ့သူကမပြောင်းလဲဘူးဒါကြောင့်မလွဲတာမရှောင်တာရှင်းလင်းလိုက်ရတာပါလို့ကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်အလားတူပဲဇူလိုင်လ၂ရက်နေ့မနက်7:30မိနစ်မှာခမောက်ကြီးမြို့နယ်စိတ်ဖူးကျေးရွာနေစိတ်ကောင်းစီခန့်ကျေးရွာအုပ်ချုပ်ရင်းမှုလှနိုင်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကကျေးရွာအတွင်းဝင်ရောက်ပြီးတော့ လမ်းပေါ်မှာပြစ်ခတ်ရှင်းလင်းခဲ့ရာတေဆုံးသွားတယ်လို့သိရပါဗျ။လှနိုင်ကတော့အုတ်ကြီးလှုပ်လို့ရှင်းတာမဟုတ်ဘူး။အုတ်ကြီးရဲ့အာနာပါဝါကိုသုံးပြီးတော့သူနဲ့အစင်မပြေမပြေသလိုအနိုင်ကျင့်စော်ကားတာတွေရှိတယ်။တော်လိုင်းအင်အားစုတွေကိုသတင်းထောက်လှမ်းပြီးတော့စစ်ခွေးတွေစီကိုသတင်းပို့တယ်။အရင်အုတ်ချုပ်ရဲမှုလက်ထက်ကလေးကသူကယာယီမှုလုပ်နေတာ။အရင်အုတ်ချုပ်ရဲမှုကမလုပ်ချင်တော့လို့ရွာကနေထွက်သွားပြီးတဲ့နောက်မှာသူကိုစစ်ခွေးတွေစီကိုသတင်းပေးတာတွေမလုပ်ဖို့ဖုန်းနဲ့ရောစာနဲ့ရောလူကိုယ်တိုင်မှာသွားပြီးတော့အချိန်ချင်းသတိပေးပြီးပါပြီ။ မရတော့မလွဲမရှောင်သာရှင်းလင်းလိုက်ရတာဘာလို့ကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗျ။ကော်တောင်းမြို့နယ်နဲ့ခမောက်ကြီးမြို့နယ်အတွင်းမှာနေထိုင်ကြတဲ့ပြည်သူများအနေနဲ့ခေတ်စနစ်တခုရဲ့အနာဂတ်ဖြစ်တဲ့လူငယ်တွေကိုပျက်စီးစေတဲ့စိတ်ကြွယူသွေးဆေးပြား WY ရောင်းဝယ်သုံးဆွဲမှုများနေရအနက်များပြားလာနေတဲ့အတွက်ကြောင့်ရောင်းဝယ်သူသုံးဆွဲသူများကိုတွေးရှိသည်ဖြစ်စေတိုင်ကြားလို့ဖြစ်စေထိရောက်စွာအေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကအသိပေးစာများဖြန့်ဝေထားပါတယ်။ဒါကြောင့် ော်တောင်းမြွန်နယ်အတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့မူရဲစေဝါရောင်းဝယ်တုံးဆွဲခြင်းများမပြုတ်လောက်ကြရနဲ့စစ်ကောင်စီရဲ့ရန်တရားမှာပါဝင်ဆောင်ရွက်နေသူများဟာပြည်သူဘက်ကနေပြီးတော့ရက်တီပြီးပြည်သူရင်းဝင်ကိုအများဆုံးခိုးလုံကြရန်ပြည်သူဘက်ကိုမရက်တီတဲ့မြည်သူကိုမဆိုးလှုပ်ထုံးလုံနေတဲ့အတိုင်းထိရောက်စွာရေးယူသွားမှာဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ကဝင်ကြီးဌာနပေါင်းစုံရှိ ဥစည်းဌာန32ခုမှာအလုပ်လုပ်နေကြတယ်နန်စီဒီယန်ဝန်ထမ်းအယောက်1000နီးပါးစီကနေပြီးတော့ငလျင်ထောက်ပံ့ခြင်းတယောက်ကိုငွေကျပ်8000ကျော်စစ်ကောင်စီကပြန်တောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အချက်မဲ့စစ်ကောင်စီကနန်စီဒီယန်ဝန်ထမ်းတဦးကိုစံစီစားပဲငပိစားတောက်ကုန်9မျိုးကိုတလစာအဖြစ်နဲ့ငွေကျပ်9943ချက်ဖိုး ထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့အခုလိုမျိုးထောက်ပံ့ရမှာနေပြည်တော်ကောင်စီကတကြိမ်၊တပ်ဆိုင်ရာဝန်ကြီးဌာနများကတကြိမ်၊စုစုပေါင်း နှစ်ကြိမ်ထောက်ပံ့ခဲ့တယ်လို့သိရပါဗါးဒါကြောင့်ပို့သွားတဲ့တစ်ကြိမ်အတွက်နန်စီဒီယန်ဝန်ထမ်းတယောက်ကိုငွေကျပ်8943ကျပ်ကိုစစ်ကောင်စီထံကိုပြန်လည်ပေးသွင်းရမယ်လို့တောင်းခံနေကြောင်းသိရပါဗါဝန်ထမ်းတယောက်ကိုငွေကျပ်8943ကျပ်နှုန်းနဲ့ဝန်ထမ်းစုစုပေါင်း9402ဦးကဇူလိုင်လ9ရက်နေ့နောက်ဆုံးထားပြီးတော့အကြမ်းဖက်စစ်တပ်ထံကိုငွေကြေးများပြန်လည်ပေးသွင်းရမှာဖြစ်တယ်လို့သိရပါဗါဒါပေမဲ့ဝန်ထမ်းတွေအနေနဲ့ငလျင်ကြောင့်နေအိမ်ပစ္စည်းဥစ္စာများဆုံးရှုံးခဲ့ပြီးပြီဖြစ်တဲ့အတွက် စစ်ကောင်စီကပြန်လည်တောင်းခံနေတဲ့ပိုသွားတဲ့တလစာငွေချက်8943ချက်ကိုပြန်လည်ပေးသွင်းနိုင်ခြင်းမရှိဘူးလို့သိရပါတယ်ကျွန်တော်တို့ကိုစည်ရမပေးမိတယ်ဆိုပြီးတော့ဒီလစာထုတ်ပြီးတာနဲ့တပတ်အတွင်းမှာဝန်ထမ်းတအုပ်ကိုငွေချက်8943ချက်ပြန်တောင်းနေပါတယ်ဝန်ထမ်းအားလုံးကတော့မသွင်းနိုင်ကြပါဘူးပေးတာကစံစီစာပဲငပိ9မျိုး2လစာပေါ့အခုကျတော့ပြန်တောင်းတာကတလစာငွေချက်8943ချက်ကိုပြန်တောင်းတယ် ရတဲ့လစာကမလောက်လို့အင်မတန်မှခြွေတာပြီးတော့တုံးနေရတာပါဘေးစရာလည်းတပြားမှမရှိဘူးစရဲမပေးမိတယ်လို့ပြောရအောင်သူတို့ကနိုင်ငံတော်အဆင့်နဲ့စရဲမနိုင်ဘူးလားလို့နေပြည်တော်ကဝန်ထမ်းတို့ကပြောပြထားပါတယ်စစ်ကောင်စီကပြန်တောင်းနေတယ်ငွေကျပ်9000ကျော်ကိုလက်ပေးလက်ယူမှုကြီးမားတယ်ပြည်ထောင်ဝင်ကြီးဌာနရဲတပ်ဖွဲ့ထွေးအုပ်လိုမျိုးဦးစီးဌာနကဝန်ထမ်းများကပြန်ပေးနိုင်ကြတော့လေအောက်ဆိုင်ငွေရလမ်းမရှိတယ်မြမမီးရထားသာသနာရေးနဲ့ကျေးလက်ဦးစီးဌာနမိသက်ဌာနစက်မှုလေယာကျမ်းမာရေးနဲ့အာကာဦးစီးဌာနက ဆင်းရဲတဲ့ဝန်ထမ်းတွေကတော့ပြန်မပေးနိုင်ကြဘူးလို့သိရပါတယ်လက်တလုံးငလျင်ကြောင်နေပြည်တော်မှာရှိတဲ့ဝန်ထမ်းအင်အားပြတ်စည်းသွားတဲ့အတွက်စစ်ကောင်စီကဝန်ထမ်းတွေကိုကိုနေနာပုံးနေတဲ့ယာယီနေအိမ်များစီစဉ်ပေးထားတော့လေလျက်စစ်မီအိမ်သာရေပိုက်လိုင်းစနစ်များကိုစီစဉ်ပေးထားခြင်းမရှိတဲ့အတွက်ဝန်ထမ်းများဟာအတိဒုက္ခရောက်နေကြရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းမင်းလာမြို့နယ်မှာခလာရတဲ့နယ်မြို့ပေါ်ကို တော်လန်ဟိတ်တပ်များကဝင်းရောက်တိုက်ခိုက်မှာကိုစိုးရိမ်တဲ့အတွာစစ်ကောင်စီတပ်ကမြို့ချောင်းစိန်ကန့်လန့်ရိုးမဖြတ်လန်းကိုမြေကော်ဆက်ဘူရိုစာတွေနဲ့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇိုလိုက်လာတရက်နေ့မနက်7:00နာရီအချိန်မှာဘကိုးတိုင်းအနောက်ပိုင်းမင်းလာမြို့နယ်အပိုင်းဘကိုးရိုးမအတွင်းမှာရှိတဲ့မြို့ချောင်းစိန်ကန့်လန့်ရိုးမဖြတ်လန်းတိုက်မြောင်ကုန်းအနီးကားလန်းကိုအချက်ပတ်စစ်ခွေးတပ်ကဘူရိုစာမြေတူးဆက်တွေနဲ့ကျင်းများကိုတူးကဖျက်ဆီးသွားတယ်လို့သိရပါဗျ။ တန်ချက်ကာကာ3စီးနဲ့စစ်ခွေး400လောက်စစ်ကြောင်းထိုးလာပြီးတော့တိုင်မြောင်ဂုံနာကကားလမ်းကိုဘူဒိုဆာနဲ့ဖျက်ဆီးသွားတာပါလမ်းအကျယ်10000လောက်ကိုဖျက်ဆီးသွားတော့ပြည်သူတွေသွားလာခတ်ကုန်ပါပြီမြို့ချောင်းစိန်ကလန်ရုံးမဖျက်လမ်းကဘကိုးတိုင်းရဲ့အရှိချမ်းမှာရှိတဲ့ကြောက်တကားမြို့နယ်နဲ့ဘကိုးတိုင်းအနောက်ချမ်းမှာရှိတဲ့မင်းလာမြို့နယ်ဂျားကဘကိုးရုံးမကိုဖျက်ပေါက်ထားတာ132ကီလိုမီတာရှိပါတယ်အဲ့ဒီလမ်းကိုစစ်ခွေးတွေကဘူဒိုဆာနဲ့ဖျက်ဆီးသွားတယ် အဓိကကတော့ PDF တွေဝင်တိုင်းမှာကိုကြောက်လို့လို့ဒေတာသတင်းရင်းနဲ့မင်းလာသတင်းကပြောဆိုထားပါတယ်မင်းလာမျိုးနဲ့အပိုင်းမျိုးချောင်းစိန်ကက်လန့်ရိုးမဖြတ်လန်းဟာခလာရတင့်နဲ့မင်းလာမျိုးတွေကိုတိုက်ရိုက်ပေါက်ပြီးတော့အဲ့ဒီလမ်းကိုဖြတ်တောက်ခြင်းအပြင် PDF များတိုက်ခိုက်မှာကိုကြောက်လန့်ပြီးဖြတ်တောက်မှုများလှုံ့ဆော်နေခြင်းဖြစ်တယ်လို့သတင်းရင်းမြစ်ကတုံ့တက်ပြောဆိုထားပါတယ်အလားတူပဲဇွန်လ9ရက်နေ့ကဗကူတိုင်းကြောက်တကားမျိုးနဲ့အပိုင်းမျိုးချောင်းစိန်ကက်လန့်ရိုးမဖြတ်လန်းနှစ်မိုင်ဂိတ်အနီးကားလမ်းကိုလည်း စစ်ကောင်စီတပ်ကဘူဒိုဇာမြေတူးစမ်းတဲ့စေတောင်ကန့်အကျယ်ချင်းတွေတူးကဖျက်ဆီးသွားတယ်လို့သိရပါဗျ။မင်းလာမြို့နယ်မှာဇွန်လ16ရက်နေ့ညနေ4နာရီကအချိန်အုတ်တွင်းရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကွင်းတားဆုံစစ်ဆေးရေးဂိတ်ကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခတ်ရာအဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်ခွေးတွေကတာယာဝရီခန်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဘုံမူကြီးဇော်မျိုးဝင်အုပ်ဖုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဘုံမူဖြုံးမင်းဦးတာယာဝရီခရိုင်ဒုတိယရဲမူကြီးစိုးခိုင် မင်းလာမျိုးနယ်စီမအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဘုံမူရန်တိုင်းအောင်အပါဝင်စစ်ခွေးတပ်ဘက်ကအယောက်20ထက်မနည်းသိမ်းဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအပြီးဇွန်လ19ရက်နေ့ကစတင်ပြီးတော့စစ်ကောင်စီတပ်ကမင်းလာမျိုးနယ်အတွင်းစစ်ကြောင်းများကိုခွဲပြီးထိုးစစ်ဆင်ပြီးတော့ကျေးရွာဆယ်ရွာထက်မနည်းကို မိရှို့ဖျက်ဆီးသွားတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိလဲစစ်ရဲအခြေအနေတွေတင်းမာနေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကမရယာဘီလင်းနဲ့ကြိုက်ထုံမြို့နယ်တို့မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ကလေးငယ်တအုပ်အပါအဝင်2ဦးသေဆုံးပြီးတော့18ဦးဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ3ရက်နေ့မွန်လယ်3နာရီအချိန်ကမှာ အကြမ်းဖက်စစ်ခွေးတပ်ကမရီယာမြို့နယ်ဝေါ်ရွာတဲ့ကျေးရွာကိုဘာတိုက်ပွဲမှမရှိဘဲနဲ့လေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ရာကလင်းငယ်တအူးအသက်ဆုံးရှုံးခဲ့ရပြီးတော့နှုတ်ဆုအရွယ်ကလင်းငယ်တအူးအပါအဝင်စုစုပေါင်း9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမန္တလေးပြည်သူ့ကာကွယ်တပ်မတော်ကသတင်းထုတ်ပြန်ထားပါတယ်အလားတူပဲမရီယာမြို့ပေါ်ကစစ်တပ်ကဝေါ်ရွာတဲ့ကျေးရွာကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခတ်ရာအသက်85နှစ်အရွယ်အဖိုးအိုတအူးအသက်ဆုံးရှုံးခဲ့ရပြီးတော့10ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်မရီယာဘက်မှာတော့တိုက်ပွဲဖြစ်တာနည်းပေမဲ့ စစ်တပ်ကရန်တမ်းပစ်နေတာတွေများတယ်။ပြည်သူတွေကတော့ကိုယ့်ရက်ရွာကိုကိုမပြန်နိုင်သေးတဲ့သူတွေများပါတယ်။အ धिक လေချောင်းတိုက်ခိုက်မှုတွေနဲ့စစ်ကြောင်းထိုးလာမှာကိုစိုးရိမ်နေလို့ပါ။မရီယာမျိုးပေါ်မှာတော့စစ်တပ်ကအဓိကထိန်းချုပ်ထားတယ်လို့မရီယာမျိုးနယ်ကစစ်ဘေးရှောင်ကုညီရေးပြိုက်တာဓမ္မတအုပ်ကရှင်းပြထားပါတယ်အလားတူပဲဇွန်လ26ရက်နေ့မှာမွန်ပြည်နယ်ဘီလင်းမြို့နယ်မြေကျိုးကျင်းနယ်လေးကီကျေးရွာမှာအခြေချတပ်ဆွဲထားတယ်တပ်မ44ခမရ2တပ်ရင်းစခန်းကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာလေးကီကျေးရွာအတွင်းမှာပဲကြားရောက်ပောက်ကွဲခဲ့ပြီးတော့ နေအိမ်နှလုံးထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။ဇွန်လ29ရက်နေ့မနက်10:43မိနစ်အချိန်ကလည်းကြိုက်ထုံမြို့နယ်ဝင်းကန်ကျေးရွာအုပ်စုကြောက်ရွေတွင်ကျေးရွာကိုစစ်ကောင်စီတပ်ရဲ့အမှတ်330အမြောက်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာနေအိမ်တစ်လုံးပျက်စီးသွားပြီးတော့အရသာပြည်သူဒေါ်ထေးလက်နက်ကြီးထိမှန်တန်းရရှိသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ဘတ်စစ်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ